မင်္ဂလာပါနဲ့ကောင်းကြသလားဒီနေ့ကျတော့ Emmanuel ဆိုတဲ့ကောင်းစဉ်နဲ့ညချင်းမယ်ထောင်ရဖရားဒီရောသဖြင့်၌ရှိတော်မူသည်ဆိုသူဒီအကြံထမြောက်တည်းဤအေကုတ်တို့အမျိုးသားမိမိသခင်နှင့်အိမ်၌နေရလေဤသူဖြင့်၌ထောင်ရဖရားဒီရှိတော်မူ၏သူပြုတ်လေတပြုတ်လေရရ၌အောင်စေတော်မူကြောင်းကိုသခင်လည်းသိမည်ဤ ထို့ကြောင့်ယောသတိတခင်ရှင်း၌မျက်နှာရရွေခစားလျက်နေရ၏တခင်ဒီလေမိမိအိမ်တွင်အိမ်အုပ်အယံနှင့်ခံထား၍ဥစ္စာရှိသည်ပြကိုအပ်လေ၏လေဆိုတော့ဖယတ်ခင်ကယောသနဲ့အတူပါရှိလို့သူဟာအောင်မြင်တာဖြစ်တယ်နံပါတ်1ပြီးရင်သူအောင်မြင်တဲ့အရာနဲ့သူ့စီမှာဖယတ်ခင်ရှိတယ်ဆိုတာကို သူ့ရဲ့တခင်ကလည်းမြင်နိုင်တယ်နံပါတ်2ပြီးရင်တခင်ရှင်းမှာလည်းသူကမျက်နှာရတယ်နံပါတ်3ပြီးရင်မျက်နှာရတာလည်းမကပဲနဲ့သူ့ကိုအိမ်အုပ်အရာမှာခံထားတယ်တဲ့ရှိတမျက်မှာသူ့ကိုတစ္ဆာရှိစွာရှိအုပ်ချုပ်မယ်ဆိုတာပြည့်တဲ့အတွက်ကြောင့်သူ့လက်မှာအပ်ထားတယ်တဲ့ဆိုတော့ယုံကြည်စိတ်ချမှုလည်းသူရသွားတယ်ဆိုတော့ဘုရားရှင် ကျွန်တော်ကျမတို့အချိန်မှာအတူပါရှိရင်နံပါတ်1ကျမတို့ကပြုလေတမြမအောင်းမင်းနဲ့နံပါတ်2မျက်နှာတရမယ်နံပါတ်3ကျမတို့ဒီကိုတွေ့တဲ့လူတိုင်းကကျမတို့အချိန်မှာဖျားရှိတော်မူတယ်ဆိုတာကိုမြင်နိုင်မယ်ပြီးရင်ကျမတို့အပေါ်မှာယုံကြည်စိတ်ချမှုတို့ထားလိမ့်မယ်ပြီးရင်ရထူတူမယ်နော်ဆိုရခါအောင်းမင်းမှုဆိုတာက ကြိုးစားနိုင်တိုင်းအောင်မြင်ဖို့ရတာပေါ့ကို။ဖယားခင်ကအတူပါရှိလို့မျက်တတာပေးတော်မူလို့ကျမတို့တွေကမျက်နှာကြချင်းဖြစ်တယ်။အီမန်နွေလာဆိုတဲ့အဓိပ္ပာယ်ဟာဖယားခင်ဟာကျွန်တော်ကျမတို့နဲ့အတူပါရှိတော်မူတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်။ဖယားခင်ကောင်းချီးပေးပါစေ။ကျေးဇူးများတင်တယ်။အလိုတော်ရှိတဲ့အခါပြန်တွေ့ကြမယ်။ Bye ။